လာပေါင်းနဲ့ပြေဆုံးကြပါစေရှင်ဓမ္မဗေဒီဆရာတော်ရှင်ဝရိယတောင်စွန်ရေးသားတော်မူခဲ့တဲ့လောကကျက်တည်ဆိုတဲ့စောင့်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပါမယ်ရှင်ရွှေခိုးတဲ့ဗတိန်နှင်းရေမထိုးတဲ့တန်ကောင် ကိုယ်တိုင်လည်းအမြဲတမ်းကျက်တည်ရှိနေပြီး လောကရဲ့ကျက်တည်ကိုလည်းအပြည့်အဝဆောင်ပေးနိုင်သူဖြစ်ဖို့အတွက်အရေးကြီးဆုံးအခြေခံတရားကကံနဲ့ကံရဲ့အကျိုးကိုပြက်ပြက်ထင်ထင်သိမြင်လက်ခံဖို့အရေးကြီးတဲ့ဆိုတဲ့အကြောင်းအရင်ကပြောခဲ့ပြီးပါပြီ ကံဆိုတာနဲ့ပတ်သက်လို့အရေစကားအနေနဲ့ကံဆိုတာအလုတ်အလုတ်ဟာကံပဲလို့အများသူကအလွယ်တကူပြောလို့ရှိပါတယ်။တချို့ကလည်းဒါကိုပဲခင့်မိတိုးတက်တဲ့အမြင်တစ်ခုအဖြစ်နဲ့အလွယ်တကူလက်ခံတတ်ကြတယ်။ဟုတ်တယ်လို့လို့ထင်ရသလောက်အန်ဒီရဲ့များလွန်းတဲ့စကားပါ မြတ်ဗုဒ္ဓရဲ့အလိုအရာကတော့အလုတ်တိုင်းကိုကံလို့မဆိုနိုင်ပါဘူးစေနာပါတဲ့အလုတ်မျိုးမှသာ ကံမြောက်ပါတယ်စေနာမပါရင်ကံမမြောက်ပါဘူးမြတ်ဗုဒ္ဓကလည်းချက်သားတို့စေနာကိုကံလို့ငါဖျားမိတ်ဆိုတယ်လို့ဟောညွန်ခဲ့ပါတယ်အလုတ်နဲ့စေနာဟာတခါတလေတထက်ထဲမတူကြတာတွေရှိနေပါတယ်ဒါကြောင့်ကံကိုဆုံးဖြတ်ရမှာ အလုတ်ကိုကြည့်ပြီးဆုံးဖြတ်လို့မရဘူးစေတနာနဲ့ရည်ရွယ်ချက်ကိုသိပြီးမှဆုံးဖြတ်လို့ရတယ်ဆိုတာအလေးအနက်သဘောပေါက်သင့်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့နည်းနည်းစဉ်းစားနိုင်ဖို့အတွက်လောလောဆယ်ကြုံရပုံလေးကို ပြောပါဦးမယ်မကြာသေးခင်က နာခဲ့အလွန်တစ်ဖက်လောက်ကပင်စင်စားဆိုတဲ့တကားကြီးတရားမိမိနဲ့ရင်းနှီးတဲ့တကားတူးကို အဖော်ပြုပြီးចောင်းကို ရောက်လာပါတယ် အလုကအနာယူပြီးကလေးကတရားအားထုတ်တဲ့ဘက်ကိုအဓိကထားနေကြောင်းနဲ့အစားချီပြီးနောက်ဆုံးမှာဘာပဲဖြစ်ဖြစ်ပေါ့ဗျာလောကမှာတန်ငါမုတ်ဆိုးတို့သွားရမယ့်လမ်းနဲ့သူတော်ကောင်းတို့သွားရမယ့်လမ်းလောက်ကိုတော့ကွဲကွဲပြားပြားတိသွားပြီပေါ့ဖေဟာဆိုပြီးတော့ကျင်းနဲ့ဝမ်းမြောက်တဲ့အမူအရာနဲ့စကားကိုအဆုံးတတ်လိုက်ပါတယ်ပြီးတော့မှအခုပြောခဲ့တာယူနဲ့ပတ်သက်လို့အရှင်ဖေဟာသဘောထားဩဝါဒကိုလည်း나ယူပြားစေလို့တောင်းဆိုပါတယ်မိမိက တကားကြီးဘယ်ကိမဘယ်ကိစ္စမဆိုသူများပါးစပ်နဲ့လမ်းမဆုံးစေပဲကိုပိုင်အသိဉာဏ်နဲ့ဆုံးဖြတ်နိုင်အောင်စဉ်းစားတာကောင်းတယ်အခုဦးစင်းပြောမဲ့စကားများနဲ့ပတ်သက်လို့လဲတတိကြီးကြီးသဘောထားကြီးကြီးထားပြီးတော့နားထောင်ပြီးကိုအသိနဲ့ကိုဆုံးဖြတ်ပါ ။တခါကြီးပြောတဲ့အထဲမှာမုတ်ဆိုးတန်ကလို့ပါတယ်။အရက်ထဲမှာလဲကန်ဆိုတာအလုတ်အလုတ်ဟာကန်ပဲလို့လွယ်လွယ်ပြောဆိုနေကြတော့တခါကြီးကလည်းကိုတွေ့မြင်နေရတဲ့လုပ်ငန်းတွေကိုပဲကြည့်ပြီးကန်ကိုဆုံးဖြတ်နေပုံရတယ်။တခါကြီးစဉ်းစားဖို့သုံးဖြက်ခဖြည့်ရခလေးတခုကိုပြောပြမယ်နော် အခုလောလောဆယ်နာခင်းမုံတိုင်းနှိမ့်ဆက်ခံတဲ့ရွာလေးတွေ့ရမှာပေါ့ရွာလေးကအင်ဂျင်90လောက်ပဲရှိတယ် အဒီရွာမှာဘာမှကြီးကြီးမားမားမဆုံးရှုံးပဲအကောင်းပဂတိကြံနေတာဆိုလို့အုံနေရန်နဲ့အခိုင်မာစောက်ထားတဲ့ဆန်ဆိုင်တစ်ခုပဲရှိတယ်ကြံတဲ့လူတွေမှာတော့အားလုံးပျက်စီးဆုံးရှုံးကြလို့စားစရာလည်းမရှိဝယ်စရာလည်းမရှိဝမ်းဟာနေတဲ့ကလေးတချို့ကလည်းငိုကြယူကြဖြစ်နေကြတာပေါ့အဲ့ဒီအချိန်မှာရွာတဲကတန်ငါတဲ့တယောက်က ตู้มาရှိတဲ့ပိုက်ကွန်လေးယူပြီးငားရှာထွက်တယ်။ရလာတဲ့အခါကျတော့ရွာသားတွေကိုချက်စားဖို့ပေးလူကူညီတာပေါ့။ရွာသားတွေမှာဟင်းစားအတွက်ကရပြီဆိုလို့ထမင်းချက်စီရဆန်ဝဲဖို့ရှိစုမဲစုအားလုံးစုကြပြီးဆန်ဆိုင်ကိုသွားကြတယ်။ဒီရွာမှာဒီဆန်ဆိုင်တစ်ခုကလွဲလို့တခြားဆိုင်လည်းမရှိဘူး။ဒီမှာတင်ဆန်ဆိုင်ပိုင်ရှင်ကအရင်ကတပီ900လောက်တန်တဲ့ဆန်ကို1500ဈေးပေးမှ ရောင်းမယ်ဆိုပြီးအကြက်ကင်မာလီရောငါဝမ်းပူစာ မနေတာတော့လေတောင်းသမျှပေးပြီးတော့ပဲဝယ်ကြရတော့တာပေါ့ကဲအဲ့ဒါတကားကြီးစဉ်းစားကြည့်စမ်းပါဦးတန်ငါတဲ့နဲ့ဆန်ကုန်တယ်ဘသူကကောင်းမှုလုပ်သူဖြစ်ပြီးဘသူကမကောင်းမှုလုပ်သူဖြစ်မလဲတကားကြီးတော့ငငယ်ကဒေါင်းဖက်စာတွေဖတ်ဖူးမယ်ထင်ပါတယ်အဲ့ဒီထဲမှာတရေကုံတဲ့နဲ့စံကုံတဲ့အကြောင်းကိုမဖတ်ဘူးရင်တောင် ကြားတော့ကြားဘူးမှာပါ ကုံဝယ်ဖို့အသွားမှာဖုံးတော်ကြီးချောင်းတဲခိုကြတော့ဖုံးတော်ကြီးကစံကုံတဲကိုကျောင်းပေါ်မှာနေရာကောင်းကောင်းပေးပြီးတရေကုံတဲကိုတော့မီးတင်းကုံမှာနေရာပေးပါတဲ့အပြန်ကြတော့ဖုံးတော်ကြီးကတရေကုံတဲကိုကျောင်းပေါ်မှာနေရာကောင်းကောင်းပေးပြီးစံကုံတဲကိုတော့မီးတင်းကုံမှာနေရာပေးတဲ့အကျိုးအကြောင်းလျှောက်ထားကြတဲ့အခါဖုံးတော်ကြီးကအေးကွယ်အသွားတုံးကတော့စံကုံတဲကသွားမယ်အရက်မှာ ဆံရီစပါးပေါများပါစေဆိုတဲ့စိတ်ထားနေမှာတရေကုံတွေကတော့အဲ့ဒီအရက်မှာကျွဲတွေနွားတွေများများသေးပါစေဆိုတဲ့စိတ်ထားနေမှာအပြင်ကြတော့ဆံကုံတွေကသူ့ရက်မှာဆံရီစပါးတွေရှားပါပါစေဆံစည်းတွေတက်နေပါစေလို့ဆူတောင်းနေမှာတရေကုံတွေကတော့သူ့တရေတွေဈေးတက်ဖို့အတွက်သူ့ရက်မှာကျွဲနွားတွေအသေးပြောက်နေပါစေလို့ဆူတောင်းနေမှာ အဲ့ဒါတကားတို့ရဲ့စိတ်ထားအကောင်းဆိုးကိုကြည့်ပြီးတော့နေရအကောင်းဆိုးခွဲခြားပေးတာလို့မိန်ကြားလိုက်ပါတဲ့တကားကြီးသဘောပေါက်သလားအဲ့ဒီဖုံးတော်ကြီးကလုပ်ငန်းကိုကြည့်ပြီးကံကိုဆုံးဖြတ်တာ မဟုတ်ဘူးစေတနာပါတဲ့စိတ်ထားကိုကြည့်ပြီးကံကို ဆုံးဖြတ်တာမဟုတ်လားကဲစောစောကပြောတယ်တန်ငါတဲ့နဲ့စံကုန်တဲ့ကိုတော့တကားကြီးဘလို့ဆုံးဖြတ်မလဲဆိုတော့တကားကြီးက နွမ်းနေတွေ့ပြီးအင်း ဒါဟာအလင်းနဲ့စဉ်းစားရမယ့်ကိစ္စပဲလို့ညီးပါတယ်။ဥဒုစင်ဆိုတာကတော့ကောင်းမှုနဲ့မကောင်းမှုအယောယောနော်နော်ပြုလေရှိကြတာပဲမဟုတ်လား။ဒီအမှုနှမျိုးကလည်းရေများရေနိုင်မီးများမီးနိုင်ဆိုသလိုပဲအင်းအားကောင်းရာကအနိုင်ရကြတာပါ။အချိန်များအချိန်များတဲ့ကံက အသက်တင်လက်ကျန်ဖြစ်တယ်လို့ဆိုရမှာပေါ့ခုနရွာကတန်ခါသေးဟာငါးရှာမသွားမီမှာသူ့စိတ်တွေက ဒုက္ခရောက်နေကြတဲ့ဘဝသူတွေကို သူစွမ်းနိုင်ရာကနေကူညီလိုတဲ့စိတ်ဖြစ်နေမှာသိကြတယ်နော်။ငါကိုရှာဖွေဖန်ဆင်းနေချိန်မှာတော့ငါတွေကိုသိစေလိုတဲ့စိတ်စင်နာတွေဖြစ်ကောင်းဖြစ်မှာပေါ့။အဲငါရပြီးပြီဆိုတာနဲ့သူစိတ်တွေဘလို့ဖြစ်သွားလဲ။ဘဝသူတွေအတွက်ထောက်ပံ့ကူညီဖို့ဆိုတဲ့စိတ်တွေပဲ ဖြစ်နေမယ်မဟုတ်လား။စံကုန်တဲ့စိတ်ထားကိုလည်းမှန်းဆကြည့်ပေါ့။ သူများတွေအကျက်ရိုက်လေငါအတွက်အကွက်ဆိုင်လေဆိုတဲ့စိတ်ထားဟာနိုးချိန်ကအိတ်ချိန်ထိပဲမဟုတ်လားအခုလို စီးပွားရှာပြည်နာမဆိုတဲ့စိတ်ထားပြီးကျင်းနဲ့ပျော်ရွှင်နေကြတာဟာအာတုဘများများလာမှဝမ်းသာတတ်တဲ့ဒွန်းဆန်းသောစိတ်ထားမျိုးနဲ့ထူးပါအောင်မလားကဲတခါကြီးစဉ်းစားကြည့်ပါ ခုနတန်ခါရွာလေးမှာတန်ခါတဲ့လေးနဲ့စန်းကုန်းတဲ့ဘသူကောင်းမှုများတယ်လေဘသူက မကောင်းမှုများတယ်လေ တကာကြီးနေတဲ့ရွာတရားမှသာဆိုရင်ဒီလူနှမျိုးတဲကဘယ်လိုလူမျိုးရှိတာရွာချက်တရကိုစောင်းနေမယ်လို့တကာကြီးထင်ပါတယ်ဆိုတော့တကာကြီးကအာသဘောပေါက်ပြီဖျားတပီတော်တို့ကအလုတ်ကိုကြည့်ပြီးတမန်ကရှင်ကပြောနေမိတာကိုအရှင်ဖျားစကားတိုင်းလိုက်ပြီးပြောရမယ်ဆိုရင်တန်ဃာသေးကကြက်တေရှုသူပေါ့ဗျာဟိုဆန်ကုံတဲ့ကတော့ဒွန်ဆန်းနာပြောပြောနေသူဆိုမှတော့သူ့ထက်ကြက်တေရောက်တာဘာရှိအောင်မှလဲဖျားတဲ့ ဒီနေရာမှာတကားကြီးတစ်ခုတော့သတိပြုရမယ်နော်ဦးစင်းပြောလို့တာကတန်ခါအလုတ်ဟာကောင်းမှုဖြစ်တယ်စံကုန်တဲ့အလုတ်ကမကောင်းမှုဖြစ်တယ်လို့ဆိုတာမဟုတ်ဘူးနော် တနေ့တာအတွင်းဘသူမှဘလို့စိတ်ဓာတ်တွေကများနေနဲနေမယ်ဆိုတာနှိုင်းရှင်ပြီးစဉ်းစားတတ်ဖို့ပြောတာ အမှန်ကတော့သူတပါအကျက်ဆိုင်နေတာကိုအကျက်ကင်ပြီး မတန်တဆရယူတယ်ဆိုတာခိုးခြင်း25ပါးမှာတော့အနိုင်အထက်နှိမ့်ဆက်ခိုးယူခြင်းဆိုတဲ့သဘောထဲမှာ ပါဝင်တယ်ဆိုတော့တခါကြီးက ဒါဖြင့်စိန်ရွှေရတနာကုံတွေဆိုပြီးအတုတွေအကျန်းဖန်းတွေလောက်ရောက်နေသူတွေလည်းဘာထူးမလဲဖေ။ဒါတော့တခါကြီးစဉ်းစားပေါ့ဦးစင်းပြောချင်တာကတော့လောကရဲ့စက်တရေကို ဆုံးဖြတ်တဲ့နေရာမှာအလौတသက်ကိုသာမကြည့်ပဲသူတို့ရဲ့စိတ်စင်နာကို ကြည့်တတ်ဖို့ပါ ကိုကိုတိုင်းလဲစဉ်းစားဆင်ခြင်တတ်ဖို့ပေါ့ဘာပဲဖြစ်ဖြစ်လေယာဒူးကုံသိန်းစီးစိန်ဥစ္စာတွေလုပ်ငန်းကြီးတွေက လောကမြင်မှာဘလောက်ပဲကြီးကျယ်နေနေ ူတို့ရဲ့စိတ်ထားတွေကဒွန်ဆန်းသားစိတ်ထားမျိုးထားနေရင်တော့ကြက်တည်မဲ့တဲ့အလုပ်ကိုလုံးနေကြသူတွေလို့တာဆိုရမှာကတော့အမှန်ပဲထင်တယ်။တခါကြီးလို့လည်းပြောလိုက်ရောတခါကြီးကတပိတော့အဲ့ထဲမပအောင်သတိထားပါမယ်ဖေဟာဆိုပြီးတော့ဝန်ခံသွားကြလေရဲ့စေတနာမှန်နဲ့ကြက်တည်စောင့်နိုင်ကြပါစေ။အလင်းနှံဂျာနယ်27ရက်9လ2008ခုနှစ် နောက်တစ်ပုတ်ကိုဆက်ရွေးမျှဝေပါမယ်ရှင်ကြက်တည်ရေ လောကကျက်တည်တွေထဲမှာကံပေါ်မှာအမြင့်မှန်ရေးနဲ့နေပေကတလောကလုံးရဲ့နေပေကြီးဖြစ်တာမူအတော်ကျယ်ဝန်းပါတယ်အထက်ဆင်းဖြစ်တဲ့အသိဉာဏ်တွေနဲ့ထိုက်တန်မှုအတွေ့ဒီနေပေမှာထောင်းဆောင်အောင်လေ့ကျင့်ရင်အသိမျိုးစေ့ကိုအောင်မြင်ရင့်သင်စေရတာပါ အထင်ရှားဆုံးတာဒကာတခုကို ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရှင်ဟာဒီကံနဲ့ကံရဲ့အကျိုးကိုတည်တည်ပိုင်ပိုင်လက်ခံနိုင်ရေးအတွက်လေ့ကျင့်ရတဲ့လောကီနေပေဘဝတွေဟာလေးတင်ချေနဲ့ ကဘာတသိန်းတောင်ကြာခဲ့ပြီးနောက်ဆုံးတပညူရညံရဖို့ရမှာတော့ကဆုံလားပြင်းနေညနေစည်းစာချိန်ကနေနောက်နေ့အာယုံစည်းစာမတိုင်မီအထိအတွင်အားလုံးပေါင်းမှ12နာရီခန့်လောက်ပဲကြာခဲ့တာမို့လားဒါကြောင့်ဒီနယ်ပယ်ကလောကကျက်တည်ရများနဲ့ပတ်သက်လို့အတော်လေးထောင်းစင်အောင် ရေးမယ်လို့နှလုံးသွင်းထားတာပါ အခုလဲစာရေးဖို့ပြင်ဆင်နေတော့မှာပဲဆရာချေဦးညိုရောက်လာပြီးပင်ဖိတ်စာတစောင်းလာခဲ့တယ်ဆက်နှစ်ကြိမ်မြောက်ဓမ္မစာဆိုယဟန်ပုဂ္ဂိုလ်၃ပါးနဲ့လူပုဂ္ဂိုလ်၅ယောက်ပါတယ်အဲ့ဒီထဲမှာမိမိရဲ့ဘွဲမိပါပါလာတော့ဩငါလဲတက်ကြီးစင်းနေဝင်နေဖို့ကိုလူတန်ဝေကပွားလိုက်မိပါသေးတယ် ဆရာကြီးကလူပုဂ္ဂိုလ်များကို ကိုစားတော့ဆရာကြီးဥအောင်သိန်းကဩဝါဒစကားပြောဖို့စီစဉ်ထားပါတယ်ဖေယားယဟန်ပုဂ္ဂိုလ်များကိုစားတော့အရှင်ဖေယားကအနုမောဒနာစကားနည်းနည်းပြောပေးဖို့လဲကြိုတင်လျှောက်ထားပါတယ်ဆိုတော့ဘာမှပြောလိုက်ရပါမလဲလို့စဉ်းစားရင် နာဂိကရောသမမွေွားတဲ့တောင်စွန်းမျိုးရှိမိမိရဲ့ရွှေစီဒီနဲ့ဓမ္မဘေဒီတော်ရကပုံရိပ်များစီစိတ်ကရောက်သွားတယ်။နာဂိမုံတိုင်းကာလာတွင်မှမိမိကကျမ်းမာရေးအတွက်ခွဲစိတ်မှုခံယူရမှဖြစ်လို့ဘဲမှလည်းမသွားနိုင်ပဲရန်ကုန်မှာပဲရက်ချင်းစောင့်နေခဲ့ရတယ်။ဆရာဝန်ချင်းနဲ့ရက်မှာပဲနာဂိကဝင်းမွေလိုက်တော့စေးယုံမှ လူပမာတွေပြေးကျက်လာလို့စောင့်လို့ရသေးသူကစောင့်မအောင်ဆိုတာနဲ့ နာဂေလွန်ရက်နှစ်ပတ်ကြာမှ ဆေးရုံတက်ရတယ်။ဒီရပိုင်းမှာ တောင်စုံကတပေတပားရောက်လာတော့ရန်ကုန်ရဲ့အရှိတက်တဲ့မိုင်60အကွာလောက်မှရှိတဲ့တောင်စုံလဲနာဂေတန်အလွန်ခံလိုက်ရတယ်ဆိုတာသိရပါတယ်။မိမိတို့အကြောင်းဘာဝင်တောင်စုံဘက်ပိုင်းကတော့ တောင်တန်းကြီးရဲ့အရှိဘေးမှာဆိုတော့အထိုက်အလျောက်အကာအကွယ်ရလို့ထိချက်နည်းနည်းတတ်တာပါတည်းအပြက်စီးမေးကြီးတော့သစ်ပင်ကြီးအချို့လဲပြီးနည်းနည်းပါပါထိခိုက်တယ်လို့ပြောပါတယ်အေးပါကွာအေယရီတိုင်းတို့ရန်ကုန်တိုင်းတို့နဲ့နှိုင်းစာလိုက်ရင်မင်းတို့တောင်စွန်းရဲ့ဒဏ်ချက်ကစူးချင်းပြီးတဲ့လောက်တသားလေးပါတင်းတလို့သာပြုပြင်နေထိုင်ကြဖို့လို့ပဲပြောလိုက်ပါတယ်စေအောင်ငါဆင်းပြီးလို့တလနီးပါရှိမှ တောင်စွန်းကိုသွားဖြစ်တယ် ចောင်းနဲ့မလန်မကန်ရောက်လို့အဝေးကနေလှမ်းကြီးလိုက်တဲ့အခါအရင်ကတောအုပ်ထဲမှာညွညွဆိုင်းဆိုင်းနဲ့တကယ်တော့ရចောင်းကြီးလို့ထင်ရတဲ့မိမိတို့ចောင်းတိုက်ကလေးဟောင်းအကာအကွယ်မဲ့ထီထီထင်းထင်းကြီးဖြစ်နေတာကိုတွေ့လိုက်ရတော့သိပင်ကြီးအ ਨੇ ပါးသာလဲပြိုသွားတယ်ဆိုပေမဲ့တကယ်ကိုဟာလာဟင်းလင်းကြီးဖြစ်ပြီးတတော်လုံးရှင်းသွားတာပါကလားလို့မှတ်ထင်လိုက်ရတယ်။ចောင်းရောက်လို့သေးချာကြည့်မိတော့ ပြောတဲ့အတိုင်းမှန်ပါပဲ။ကျောင်းရဲ့မြောက်ဖက်ဘေးမှာတကြောင်တိုင်လုံးကိုဖုံးကွယ်ထားသလိုဖြစ်နေတဲ့ဒူရင်ပင်ကြီးရဲ့ကျောင်းအနောက်တောင်ဘက်ကညနေပိုင်းမှာ၃နိုင်ခန်းလောက်ဆိုရင်ပဲကျောင်းပေါ်ကိုနေအောင်မထုတ်အောင်ကာဝယ်ပေးထားတယ်။တညင်းပင်ကြီးတပင်ရဲ့ပိန်းထဲပင်ကြီးတပင်ရဲ့အားလုံးပေါင်းမှဒီပင်ကြီး၃ပင်လောက်ပဲလဲပြိုသွားတာပါ။ဒီအပင်ကြီးသုံးပင်မရှိလိုက်တာနဲ့ကိုတတော်လုံးဟာလာဟင်းလင်းကြီးဖြစ်သွားတာ ကြံတဲ့အပင်တွေအများကြီးရှိပေမယ်သူတို့ကိုကြည်လိုက်တော့နာခင်းမုံတိုင်းကြောင်မိမဲ့ဖားမဲ့ဖြစ်ပြီးကြံရခဲ့တဲ့ကလေးငယ်များလိုပဲတိမ်တိမ်ငယ်ငယ်ကလေးတွေနဲ့မတ်တက်ကမင်းနေကြသလိုထင်လိုက်ရတယ်ဒီအတွေးကနေတက်ကြီးစာစုပညာရှင်ကြီးများစီစိတ်ကပြန်ရောက်လာတယ်ဟုတ်ပါတယ် မြမစာပေနယ်ပယ်မှာလဲအခုလိုပညာရှင်ကြီးတွေရဲ့အရှိန်အဟအကြောင်းတောင်မြမစာနယ်စင်းလောကဟာလူမှုရေးနိုင်ငံရေးစီးပွားရေးဘာသာရေးစတဲ့အကြောင်းအရာတွေစုံစုံလင်းလင်းနဲ့တိုက်တိုက်ဝန်းဝန်းအုပ်အုပ်ဆိုင်ဆိုင်ဖြစ်ပြီးတကယ့်တော့အုပ်ကြီးလိုအဝေးကမြင်လိုက်ယုံနဲ့ဝင်ရောက်ခိုနားကျင်စီဟာအေးအေးမြတ်မြတ်စီစီပီပင်ကြီးဖြစ်နေတယ်လို့ခံစားရပါတယ်တခြားမကြည့်နဲ့ မန္တလေးစာနယ်ပင်နယ်ကိုပဲကြည့်ပေါ့စာစုံဥယျာဉ်အနေနဲ့တဲမများလာဘူးဆိုရမယ်မန္တလေးစာပေအတိုင်ဝိုင်းဟာစာပေမိခင်ကြီးဒေါ်အမားဆိုတဲ့တော်စောတစ်ပင်ကြီးတပင်ရဲ့အရှိန်ဝါနဲ့တင်တခဲနဲ့တော်ဥကြီးလိုညွညွမိုင်းမိုင်းအုံအုံဆိုင်ဆိုင်အေးအေးမြတ်မြတ်ကြီးနဲ့မြင်ရကြားရသူတိုင်းဝင်ရောက်ခေါ်နာကျင်စရာကြီးကိုဖြစ်လို့ ဒါကြောင့်လဲစာပေမိခင်ကြီးရဲ့မွေးနေ့မှာဆိုရင် နိုင်ငံတနံတလျာကစာပေဝါသနာရှင်တိုင်းဝင်ရောက်ခိုနာဆူယုံမိကြတာထင်ပါရဲ့အခုဆိုဒီတောစောတစ်ပင်မိခင်ကြီးတစ်ပင် လဲသွားလိုက်တဲ့အခါမန္တလေးစာပေအတိုင်းဝိုင်းမှာကြံခဲ့သူအလုံးတို့ဟာမိမိအကြောင်းတိုင်းမှာကြံခဲ့တဲ့တစ်ပင်ကလေးတွေလိုများတောင်ဖြစ်နေရကြမလားလို့ထင်မိတယ်။ငယ်စဉ်ကတည်းကမန္တလေးတောင်မြို့အမရပူရမှာ နေလာခဲ့ပြီး မန္တလေးစာပေအတိုင်းဝိုင်းမှာ စာပေဝါနာမျိုးစေ့ရခဲ့တယ်။မိမိအနေနဲ့တော့ဒီလိုပဲခံစားရပါတယ်။ အခုရန်ကုန်မှာတက်ကြီးစာပေပညာရှင်ကြီးများရဲ့ကျေးဇူးကိုသိရှိခံစားတန်မိုးထားကြသူများကစုပေါင်းပူဇော်ပွဲလုပ်ကြရတယ်ဆိုတာသိရတော့မိမိစိတ်ထဲမှာစံနာထက်တူဝမ်းသာပီတိဖြစ်မိတယ်။ဟုတ်တယ်လေတက်ကြီးစာဆိုပညာရှင်ကြီးတွေဆိုတော့ ။အိုဘီဆိုပြီးဝိုင်းပယ်ထားရမယ်။အိုဘယ်မျိုးစားတွေမဟုတ်ပါဘူး။အိုတလောက်အသိပညာတွေဘ ഹു သုဒ္ဓတွေအတွေ့အကြုံတွေနဲ့ကြွယ်ဝနေကြတယ်။တကယ်အိုကြွယ်ပုံကိုမျိုးတွေပါ။စာပေကိုဝါသနာပါလို့စာပေအတိုင်းဝိုင်းနဲ့ဝင်လာသူတိုင်းဟာဒီဆရာကြီးတွေရဲ့စာပေကတစင် သူတို့ရဲ့ကျေးဇူးတွေကို မခံယူဘူးတဲ့သူရဲ့လို့မရှိနိုင်ပါဘူး။ မခံယူဘူးပါဘူးဆိုရင်လေစာပေနယ်မှာစရင်သွင်းလောက်တဲ့လူလားမြောက်သူဖြစ်နိုင်မယ်မဟုတ်တော့ဘူးလို့ထင်မိပါတယ်မိမိအနေနဲ့တော့မိမိရေးတဲ့စာတော်ပေစာလေးတွေနဲ့ပတ်သက်ပြီးပြောလာတဲ့အခါတိုင်းအေးပြဒါလေးတွေဟာ ရှင်မောက်ကလန်းတို့နန်တော်ဗနန္ဒနဂါမင်းတို့လို ကိုစွမ်းကိုစကိုတကိုးနဲ့ အခိုးလျံတွေလွှတ်နေတာမဟုတ်ပါဘူးဆရာသမားတွေရဲ့အာငွေ့နဲ့အမှုတ်ထားတာတွေပါလို့ပဲ ပြန်ပြောမိပါတယ်ဒါဟာကိုကိုကိုတမင်နှိမ့်ချတဲ့သဘောနဲ့ပြောနေတာမဟုတ်ပါဘူးအမှန်တကယ်လဲဒီလိုပဲဖြစ်နေကြရတာပါမြတ်စွာဘုရားရှင်ကလည်းရှင်အာနန္ဒာကိုဘလောက်ပဲပါရမီတွေပြည့်နေနေဆရာသမားကောင်းဆိုတဲ့မိယာကောင်းကိုမရရှိရင်ဘသူမှဘာမှမဖြစ်နိုင်ဘူးလို့ဆုံးမခဲ့တယ်မဟုတ်လား ပါဋိကဝေပါရာတိသုံးမှာလဲအရှင်ကုမာရကတ္တပမထေမြက်ကပညာရှိတက်ကြီးပုဂ္ဂိုလ်တို့အသက်ရှည်ကြာတည်ရှိနေခြင်းဟာအသက်ရှည်သလောက်ကောင်းမှုတွေတိုးပွားသလိုလူအပေါင်းတို့အတွက်ကြီးပွားချမ်းသာရေးကိုကျင့်သုံးရင်းလူရောနဲ့ပါတတဝအလုံးတို့အပေါ်ကြီးပွားချမ်းသာဖို့အတွက်တနာဆောင်ရှောက်နေရခြင်းဖြစ်တယ်လို့ဟောညွန်ထားပါတယ်။တက်ကြီးရွယ်ဦးပညာရှင်တို့ရဲ့ ဂုံကျေးဇူးကို လေးစားသီးမှတ်ပူဇော်တတ်ကြပါစေလို့တိုက်တွန်းသတိပေးလိုတဲ့သဘောပါ အရှင်မြတ်သတိပေးတိုက်တွန်းတဲ့အတိုင်းအခုလိုသီးမှတ်ပူဇော်ကြတာကို သိရလို့ထတ်တူဝမ်းမြောက်တာဓုခွန်မိပါတယ်လောကရဲ့ကျက်တည်ဆောင်ကြီးများကိုကျက်တည်ရှိရှိအသီးမှတ်ပြုလိုက်တာဖြစ်လို့ကျက်တည်ရှိတဲ့လောရက်တစ်ခုလိုဆိုလိုက်ပြရစီကျက်တည်တွေစင်ဆက်မပြတ်တိုးတက်ကြပါစီ အလင်းနှန်းကြာနေ28ရက်9လ2008ခုနှစ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ပိုင်းမှာပြန်ဆောင်ကြပါမယ်နော်ကျမမေဦးမိုးပါရှင်